Best Blood Dogu 2025. တတ်ပြီမဲ့ဖြစ်ပေါ်နေတာဒီကုသံများနဲ့ကျုံ့ဆုံးနေကြပါဦးခင်ဗျာမကတော့မိုးတက်ခင်ပါရှင်ညီမက Miss Grand Town ကို2025ဖြစ်ပါရဲ့ရှင်ညီမကတော့ EEF ရောက်ဖြစ်ပါရဲ့ရှင် Miss Grand Bagan 2025ပါရှင်ညီမကတော့100ဖြစ်ပါတယ် Miss Grand ကတော့2025ဖြစ်ပါတယ်။ညီမကဒီ Grand ကိုမမနီနီလေးရင်နဲ့စပြီးတော့တီးခဲ့ရပေါ့နော်။တီးခဲ့ပြီမဲ့ညီမကမမကိုကြည့်ပြီးတော့အားကျခဲ့တယ်။ဒါမဲ့ကိုရိုင်းကဖန်တယောက်အနေနဲ့ပဲညီမဖြစ်ခဲ့ရပေါ့နော်။ဒါမဲ့ညီမလေးတဲစုငင်းလဲကြတော့ညီမသူစူးစမ်းတာတွေကြည့်ပြီးတော့ကိုလည်းအဲ့လိုမျိုးဖြစ်ချင်ခဲ့တယ်။ရှေ့ကအဲ့ဆီနီယာတွေကိုကြည့်ပြီးတော့ညီမဒီ grand နဲ့ဝင်ရောက်ဖြစ်ခဲ့ရပါရှင့်။ညီမလေးကတော့ ဒီ grand ရေလို့တော့မဟုတ်ဘူးပေါ့နော်ညီမဒီကြောင်းပြီးရဲ့အချိန်မှာဒီအဲအလမဲလောကကိုအခြေလန်းစလမ်းမဲ့အချိန်မှာပေါ့နော်ညီမရဲ့ပထမဆုံးခြေလန်းပေါ့နော်ဒါအဲစပြီးတော့ခြေလန်းမဲ့ခါမှာ miss grand ရေလို့မဟုတ်ဘူးပေါ့နော်အဲအချိန်မှာဆရာတစ်ထက်လေးအောင်ကနေပြီးတော့ miss grand တောက်ကိုဆိုပြီးတော့ဒီဖိတ်ခေါ်စာလေးတင်ထားတွေ့လို့ညီမလည်းဝင်ကြိုင်းနေတယ်အဲဒီလိုမျိုးပကံဝင်လာဆိုပြီးရခဲ့ရပါရှင်ဟုတ်ကဲ့ညီမကတော့အဲဒီ miss လောကကိုငယ်ငယ်လေးကစိတ်ဝင်စားတာပေါ့နော်အဲ့ဆိုတော့ညီမကဒါအခုဆရ ရာကြီးထက်လေးအောင်ရဲ့ Miss Grand ကလူပေါ်စာလေးတွေ့လို့ဒီမှာစိတ်ဝင်စားရတယ်။ရောက်ရှိခံခဲ့တာပါ။ဒီမှာကကြတော့ program Miss Boy တွေတော့အားပေးတယ်။ဒါပေမဲ့ညီမအဲ့တော့ universe to grant အဲ့လိုမျိုး organization တွေမခွဲတတ်ဘူးပေါ့เนาะ miss ဆိုရင်အော်ဒါ miss ပဲဆိုပြီးတော့ပဲတည်တာဒါပေမဲ့မမနီနီလေးအိမ်ကြာမညီမက miss grant miss universe ဆိုကွဲကွဲပြားပြားတည်ခဲ့တယ်တည်ခဲ့ပြီးမှညီမအချင်းကြီးမစ်ဖန်ပဲအကြီးဆုံးအာလုံးဝအာတိုက်လိုက်လိုက်လဲလဲအားပေးခဲ့တယ်ပေါ့เนาะညီမ supporting တွေအများကြီးပေးခဲ့တယ်နောက်ပိုင်း အော်တဲဆုငိမ့်ညီမလေးတဲဆုငိမ့်ပြိုင်တဲ့ချိန်မှာတော့သူစူးစမ်းတာလေးကြည့်ပြီးတော့အော်သူတော့ဒီတော့လုံနိုင်တာပဲငါလည်းလုံနိုင်ရမှာပဲအော်ငါလည်းလုံနိုင်လောက်မှာပါဆိုပြီးတော့ပေါ့နော်ညီမအဲ့လိုနဲ့ပဲညီမစူးစမ်းရင်ဒီဒီ okay အောင်ဒါဒါကညီမအုံဆုံးပွဲပါညီမရဲ့ဘာရဲ့ဖော်မှာအုံဆုံးပွဲလို့ပြောတော့ပေါ့ဒါပေမဲ့ကညီမအကောင်းဆုံးစူးစမ်းခဲ့တယ်ဘုရားမြေအမားတွေပါလေးရရှိတယ်ပေါ့နော်ဒါပေမဲ့ဒီလိုရခဲ့အရင်ပြောပါတယ်ဒီထက်မကလည်းဆက်ပြီးစူးစမ်းတော့အောင်ပါပါ ညီမလည်းဒီအလမဲလောကဒါပထမဆုံးအကျင့်ဖြစ်တဲ့အတွက်ပေါ့နော်ညီမလိုအပ်ချက်လေးရှိရဲဆိုလို့ရှင်လည်းနားလည်ခွင့်လုပ်ပေးပါအဲပြီးတော့အခုညီမဒီပကံဝင်းနာရခဲ့တဲ့အတွက်လည်းညီမရဲ့ကြိုးစားမှုလေးရထင်တယ်လို့တော့ညီမအဲတွေးမိရဲပေါ့နော်ဒီထက်လည်းအများကြီးကြိုးစားသွားပါမယ်လို့ဟုတ် ဒါကပေါ့နော်ဒါတော်တော်များများလည်းသိကြမဲ့အတိုင်းပါပဲအချိန်နဲ့ရဲ့ရဲ့တေးကြောင့်မို့လို့ညီမတို့ miss grand ဆိုရင်လူပြောများရတယ်ပေါ့ဒါပေမဲ့ညီမပြောချင်တာကညီမတို့ကိုစောင့်ကြည့်ပေးကြပါဒါညီမတို့မှမဟုတ်ဘူးပေါ့နော် local မှာဘယ်သူပဲဝင်လာရခဲ့ရခဲ့အဲ့လိုအကောင်းဆုံး supporting ပေးကြပါလို့ပြောချင်ပါတယ်ရှင့်အာ အဲ့လိုတော့မရှိခဲ့ဘူးရှင်။ဘာလို့တော့ဆို National Data တိုင်းကသူတို့ရဲ့တာဝန်ကိုတော့ကျေပွန်အောင်လုပ်ကြမှာပဲတော့ပေါ့နော်။အာအဲ့တော့ညီမအဲ့တော့တော့စိုးရင်ပူပန်မှုမရှိပါဘူးရှင်။အဲ့တော့ညီမတို့ဆွင်းစုရိုက်ဖို့အာမိတ်ကပ်ပြင်နေတော့ပေါ့နော်မိတ်ကပ်ပြင်မမကပြင်ပြီးွားရင်ဟဲလည်းပြီးွားရင်သူကအင်ကြီးဟိုဘယ်လိုပြောမလဲအင်ကြီးကျင်းညာပေါ့ just လို့သူကကြတော့ မိတ်ကပြင်းနေတော့ညီမကမျက်တော်ဒူတက်နေုံပဲရှိသေးတယ်။အော်မျက်လုံးလေးမိတ်ထားမိတ်ထားဆိုမိတ်ထားလိုက်တဲ့အချိန်ဘုံတိုင်းတိုင်းဖြစ်သွားညီမလည်းဖွင့်လာရောညီမတော့ဘာသူမှမရှိတော့ပြီးမှညီမကိုမိတ်ကဆရာဆွဲပြေးခေါ်ပါပေါ့နော်အဲ့အချိန်မှာညီမတို့ဘေးနာကဆောက်လက်ဆတိုက်လဲပြိုသွားတယ်အမအလုတ်သမားကြီးတော်တော်များများလဲပြီးရေပေါ့နော်အဲ့ဒါအားလုံးညီမတို့မျက်မြင်ကိုရင်းကြုံခဲ့ရတဲ့အတွက်ညီမတို့အခုချိန်ထိနည်းနည်းတော့လှုပ်နေထရမာရနေတော့ဟိုကထမပြေးနိုင်ဘူးပဲမျိုးမိတ်နေဟုတ်တယ် အဲ့တော့လည်း6လောက်မှထုတ်ချင်းတယ်6လောက်တော့လည်းရအောင်မပြတ်ထွက်ပြေးရအောင်ထွက်ပြေးခဲ့အဲ့ဒီပြင်မှာညီမအဲ့တော့နှာခမ်းကြီးမပါသေးဟဲ့ဒီပုံစံနဲ့ပြေးပြေးလို့ပြေးဆိုဝင်ဆိုးလိုက်တယ်နှာခမ်းကြီးတကယ်တော့တကယ်တော့လေသူကတကယ်တော့ငလီမှာကြတော့လေညီမတို့ပုံမှန်ဟိုကြုံတွေ့အရင်တော့ဒီငလီတေးသေးလေးတွေဟိုအရင်တော့ကြုံတွေ့ခဲ့ရကြပါတော့ဟိုဘယ်သူမှဒီထွက်ပြေးဖို့ကို အရေးဆုံးမစင်းစားမိပေါ့နော်အဲတခုခုအောက်ကိုဝင်မယ်လို့အဲ့လိုမျိုးဆိုတော့အဲ့လိုမျိုးလူတိုင်းကအဲ့လိုမျိုးပဲတွေးထားတဲ့အချိန်မှာပေါ့နော်တကယ်ဖြစ်တဲ့အချိန်မှာဒီညီမလေးတွေအားလုံးပေါ့နော်အကုန်လုံးကြောင်ပြီးယက်နေရအဲ့အချိန်မှာညီမလည်းညီမဆွဲလို့ရရဲ့လို့လက်ဆွဲပြီးအကုန်ပြေးထွက်လိုက်တာပေါ့နော်အဲ့လိုမျိုးတကယ်တော့တကယ်ဖြစ်တဲ့အချိန်မှာတော့အကုန်လုံးကဟိုကြောင်ပြီးယက်သွားတာပေါ့နော်အဲ့လိုဖြစ်သွားတာပါတကယ်တော့ညီမတို့လည်းအဆောက်အဦတွေကနေပြီးတော့အဲ့လိုပြေးထွက်ခဲ့ရတာပါရှင့်ဟုတ် ပြန်ပွဲကတွက်ကတော့ဘာပြင်ဆင်ရမလဲဆိုတော့ညီမတို့ကပ်ဝော်ပိုင်းပြန် train ရမယ်။နောက်ပြီးတော့မှအာ speaking ပိုင်းနေပေါ့နော်။ language ပိုင်းနေနောက်ပြီးတော့ဘုတ်တွတ်ပိုင်းနေပြန်ပြီးတော့ brain ပိုင်းနဲ့ပတ်သက်တဲ့ဥစ္စာတွေပြန်ပြီးတော့မှတရားလေ့လာရမယ် train ရမယ်။အဓိကကတော့ကပ်ဝော်ပြန်ပြီးတရား train ရမယ်ပေါ့နော်။အဲလိုဆိုတော့ final ဘွဲရောက်သွားလို့ရှိရင်ကိုထက်တော်တဲ့ကိုထက်တကယ်ကပ်ဝော်ကောင်းတဲ့သူတွေနဲ့အများကြီးတွေ့ရပါမယ်ဒီအဲဆိုတော့ဒီထက်ကအများကြီးကျေးဇူးတော်ပါဘူး။ဆောင်ကြည့်ပေးကြပါဦး။ ညီမကဒီဟာပထမဆုံးအခြေလမ်းလေးဖြစ်တဲ့အတွက်ပေါ့နော်ညီမအခုချိန်မှာအမှားရွေးလေးတွေပါလို့ရှိရင်လည်းဒီခက်ခွင့်လို့ပြပါလို့အဲပထမဆုံးအနေနဲ့ပြောချင်ပါတယ်ညီမကိုအားပေးကြတယ်ပြည်ရပြပါ ပြည့်သက်တည်းအားလုံးပေါ့နော်ညီမတို့ချစ်ပေးကြတယ်ပြည့်တွေ့ပြီပါအာလူတွေအားလုံးကိုလည်းညီမကြီးစုအများကြီးတင်ပါတယ်ညီမရှိဆက်ဒါပထမဆုံးခြေလှမ်းဖြစ်တဲ့အတွက်ရှိဆက်ရှောက်မဲ့ခြေလှမ်းတွေမှာလည်းညီမကိုအများကြီးစပို့ပေးပါအောင်အများကြီးအားပေးပါအောင်လို့ညီမပြောချင်ပါတယ်ရှင်အာပြီးတော့ညီမမွေးထုတ်ပြီးရဲ့ဖီဖီနဲ့မမီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်ညီမအနေနဲ့ performance ပိုင်းနေခုတ်ဝတ်ပိုင်းကတော့ကိုကိုကိုတော့ အဆင်သင့်ဖြစ်ပြီးလို့ထင်တာပေါ့ဒါပေမဲ့ turn တွေ performance ပိုင်းတွေညီမအများကြီးလိုပါသေးရဲ့အဲ့အတွက်ညီမလေ့ကျင့်အောင်မယ်ပေါ့ပြီးတော့ language ပိုင်းနဲ့ပတ်သက်ပြီးတော့ကိုအချိန်ရရင်ရတဲ့လောက်လေ့လာရမယ် question and answer တွေလေ့ကျင့်ရမယ်ပြီးတော့ miss grand ရဲ့ before we ဖြစ်တဲ့ body brain business beauty ပေါ့နော်အဲ့အတွက်ညီမတို့ business ပိုင်းနဲ့ပတ်သက်ပြီးတော့လည်းညီမတို့လှုပ်ဆောင်သွားဖို့တွေအများကြီးရှိပါရဲ့ရှင် အာ Miss Grand တယောက်ဖြစ်ဖို့အတွက် before be နဲ့ပြည့်စုံရမယ်အဲ့ဒါဆိုတော့ body beauty brain business အကုန်လုံးကိုညီမတို့ပြန်ပြီးတော့မှပြန် train ရပါမယ် body ဘိုင်းလည်းပြန်ပြီးတော့မှညီမတို့ပြန်ပြီးတော့မှ train ရမယ်အာနောက်ပြီးတော့မှ business ဘိုင်းရောသူစားဘိုင်းရောနောက်ပြီးတော့ညီမတို့ cover ဘိုင်းအကုန်လုံးအကုန်လုံးအရာရာပေါ့နော်ပြည့်စုံနေအောင်ညီမတို့ပြန်ပြီးတော့မှ train ပြီးတော့မှပြန်ပြီးတော့မှ demand ပြန်ပေါ်လာပါမယ်ဒီပါ